ကကားဘယ်ကနေစောင့်လဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီပြိုင်ရည်တွေခွဲပြီးသွားတာရှိတယ်အဲ့ဒီကနေဒါဆိုလို့ရှိရင်ဒါအင်ဒိုဂျီကအိုင်အင်ဒိုဂျီအိုင်ကနေပြီးတော့သူကအောက်ကိုတပြေးပြေးဆင်းလာတယ်ဆင်းလာတယ်ဒီမှာဆိုလို့ရှိရင်ဒါတပေးချင်းငယ်တွေလှုပ်ခဲ့တဲ့နေရာလေးကိုပြထားတာဖြစ်တယ်အောက်ကိုတပြေးပြေးဆင်းလာမယ်ဆိုလို့ရှိရင်ဒါမန္တလေးတားမှာဒါမန္တလေးဒီမှာစကိုင်းအဲ့လိုရှိမယ်အဲ့တော့စကိုင်းက 1956ဆတကြိမ်လှုပ်ခုတယ်အခုတခါထပ်လှုပ်တယ်မန္တလေးမှာကတော့ဒီငလေးလှုပ်တော့ပြည့်စည်တွေရှိခဲ့တယ်အခုလည်းပြည့်စည်တွေရှိအောင်တဖြည်းဖြည်းအခုဆင်းလာမယ်ဆိုရှင်မြန်မာပြည်အလဲပိုင်းကိုရောက်လာတဲ့အခါကျတော့လေတခြားမှာလေပြည့်ရည်တွေအဲ sorry ဒီငလေးတွေဖြစ်ခဲ့ဖို့တောင်ဒီစားအနေလေးတွေနဲ့ပြရတယ်ရပြီးတော့သူကဘယ်ကိုဆင်းသွားလဲဆိုရှင်ဒီဟာမုဒ္ဓမပင်လေခွေအဲ့ဒီကိုဆင်းသွားတယ်ဆင်းသွားပြီးတော့နောက်ဆုံး ကပ်ပီပင်နဲ့တဲမှာဒီခွဲခွာဆုံးဆိုရဲဒီဟိုကစင်ထရယ်အဒမန်ဘေးစင်ကပ်ပီအဲခွဲခွာဆုံးနေရာရောက်တော့သူ့ရဲ့ဟိုကအရှိကတိုက်မှာပြီးဆုံးသွားတယ်ပြီးတော့မှသူကဟိုဘက်ကရှိတယ်ဆူမထရာဗယ်ကလာတယ်ပြန်ယူနေသွားဆက်တယ်အဲ့တော့သူ့ရဲ့အရှိကကီလိုမီတာ1100ရှိတယ်အကျေကတော့ကီလိုမီတာ200လောက်ရှိတယ်အဲ့တော့ဒီအတွင်းမှာအခုလှုပ်သွားတဲ့စကိုင်းငလင်းကြောင်းမို့လို့အာဖတာရှော့စီက ောက်ရောက်ဒီစကိုင်းပြောက်ရွေးတခြားမှာတောက်ရောက်ရှိနေတယ်လို့ပြရတယ်အဲ့တော့ဒီသူရဲ့ငလင်လိုက်ရဲ့တွားပုံလေးကိုကြည့်ပြီးတော့အေး after shock စီ heo မယ်လို့လည်းအဲယုံကြည်တယ်အခုလည်း after shock စီကလှုပ်နေတယ်အဲ့တော့ဘာပဲပြောပြောအစိုးရပြောခဲ့တယ်လို့ဟိုကကိုရှောင်းရဆောင်းရလေးကိုပဲကိုအလေးထားပြီးတော့ဆောင်ကြကြပါလို့ပဲမကြားချင်ပါလေ